Microsoft ကတော့ Microsoft Azure မှာအခုလိုမျိုးကျွန်တော်တို့တထောင်ကျက်နှစ်ထောင်ကျက်ဆိုတဲ့ပုံစံလေးတွေကိုကျွန်တော်တို့ဘယ်လိုရေးလို့ရလဲဆိုပြီးတော့မေးထားတာလေးတွေတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာ အားလုံးသိရအောင်မျှဝေပေးလိုက်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နိုင်လင်းထုံးမှာဒါလေးတွေကိုကျွန်တော်တို့လက်တွေ့ရေးပြဖို့ရာအတွက်အရင်ဆုံးကျွန်တော် Excel ထဲမှာစပြီးတော့မှရိုက်ပြပေးသွားပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာ Microsoft Excel Software လေးဖွင့်မယ်။ဖွင့်ပေးသွားပြီဆိုရင်တော့ကျွန်တော်တို့က ကိုရေးကျင်တဲ့ဆဲခွက်လေးတွေကိုအရင်ဆုံးဆက်လက်လေးပေးထားလိုက်ပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကိုအတော်ပြုမဲ့ဖောင်လေးပြောင်းပေးရပါမယ်။ကျွန်တော်ဒီမှာတော့ပြည်တော်စုဖောင်လေးနဲ့စပြီးတော့ပြပေးပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာပြည်တော်စုဖောင်လေးပြောင်းပေးထားမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ border တဲ့အနေပြီးတော့ all border လေးခတ်လိုက်ပါမယ်။ကျွန်တော်တို့ဒီမှာနည်းနည်းလေးကျွန်တော်တို့ဆဲခွက်လေးတွေကိုတစ်ချက်လောက်ချဲလိုက်မယ်ပေါ့နော်။ အခုဒီမှာကျွန်တော်တို့ကပြည်တော်စုဖောင်လေးပြောင်းထားတာဖြစ်တဲ့အတွက်စာရေးတဲ့ keyboard မှာလည်းကျွန်တော်တို့မြန်မာစာ keyboard လေးပြောင်းပေးရပါမယ်။ Windows နဲ့ Spacebar နဲ့နှိပ်ပြီးတော့မှမြန်မာစာ keyboard လေးပြောင်းလိုက်မယ်။အခုကျွန်တော်တို့ဒီမှာရေးချင်တာကတထောင်ကျပ်နှစ်ထောင်ကျပ်ဆိုတဲ့စလုံးပုံစံလေးတွေရိုက်ချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့တထောင်ကျပ်ဆိုပြီးတော့မှရိုက်မယ်။အပေါ်မှာကျွန်တော်တို့က DO နှိပ်ပြီးတော့မှလုံးကြီးတင်လေးတင်လို့ရပါတယ်။ ပြီးရင်တော့ကျွန်တော်တို့မြေဆောင်လေးရိုက်ပေါ့နော်ဒီတော့ကျွန်တော်တို့အခုလိုမျိုးတစ်ထောင်ကျက်နှစ်ထောင်ကျက်ရိုက်တဲ့အခါမှာရိုက်ပေးရတဲ့ကျွန်တော်တို့ကကိန်းကနန်းလေးတွေကကျွန်တော်တို့ကီးဘုတ်မှာဆိုရင်နာမကီးဘုတ်ဘက်ကကနန်းလေးတွေရှိတယ်ဒီကကျွန်တော်တို့ character တွေရဲ့အပေါ်ကနေပြီးတော့မှရေးပေးရတဲ့စလုံးလေးတွေရှိတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ကတစ်ထောင်ကျက်နှစ်ထောင်ကျက်ဆိုပြီးတော့ရိုက်တဲ့အခါမှာဒီကကျွန်တော်တို့ character စလုံးတွေရဲ့အပေါ်မှာရှိနေတယ်ဒီကကျွန်တော်တို့နံပါတ်လေးတွေနဲ့ရိုက်ပေးရပါမယ် ကျွန်တော်တို့ဒီဘက်ကနံပါတ်တွေနဲ့ကျွန်တော်တို့ရိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာအခုလိုမျိုးအင်္ဂလိပ်နံပါတ်နဲ့သူကထွက်နေပါလိမ့်မယ်တထောင်ကျက်ဆိုပြီးတော့လုံးကြီးတင်တင်လိုက်တဲ့အခါမှာဆိုရင်လေသူကဒီလိုပုံစံနဲ့ကျွန်တော်တို့ဖြစ်နေတယ်ပေါ့နော်တကယ်လို့ကိုကအခုလိုမျိုးတထောင်ကျက်နှစ်ထောင်ကျက်တွေရေးတဲ့အခါမှာဒီအပေါ်ကနံပါတ်စံလေးတွေသုံးတော့မြန်မာနံပါတ်နဲ့ထွက်တယ်ဒီဘက်ကနံပါတ်နဲ့ကျွန်တော်တို့ကရေးတော့အင်္ဂလိပ်နံပါတ်နဲ့ထွက်တယ်ဒါဆိုရင်ဒီဘက်ကနံပါတ်လေးတွေနဲ့ရိုက်တဲ့အခါမှာဆိုရင်လေ မြန်မာလိုနံပါတ်လေးတွေကျွန်တော်တို့ကထွက်ချင်ပါတယ်ဆိုရင်တော့ဖောင်ပြောင်းတဲ့နေရာလေးမှာကျွန်တော်တို့ကရိုးရိုးပြည်တော်စုဖောင်လေးကျွန်တော်တို့မရတော့ပါဘူးကျွန်တော်တို့ကပြည်တော်စုနံပါတ်ဆိုတဲ့ဖောင်လေးကျွန်တော်တို့ပြောင်းပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာပြည်တော်စုနံပါတ်ဆိုတဲ့ဖောင်လေးပြောင်းပေးလိုက်မယ်ပြီးသွားပြီဆိုရင်တော့ဒီဘက်မှာရှိနေတဲ့ကျွန်တော်တို့နံပါတ်စင်လေးတွေကိုရှားကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ မြန်မာလိုနံပါတ်လေးတွေကျွန်တော်တို့ထွက်လာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီနံပါတ်တွေနဲ့ရိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာကျက်ဆုံပြီးတော့မှအပေါ်မှာလုံးကြီးတန်လေးကျွန်တော်တို့ကတင်မယ်ဆိုရင်အခုလိုမျိုးကျွန်တော်တို့ဆက်လုံးကဟောဒီလိုပုံစံကြီးကျွန်တော်တို့ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ကအင်ဆဲထဲမှာတထောင်ကျက်နှစ်ထောင်ကျက်ဆိုတဲ့ဆက်လုံးလေးတွေကိုကျွန်တော်တို့ပြည်တော်စုဖောက်နဲ့ရိုက်တဲ့အခါမှာသတိထားပေးရမှလေးတခုကျွန်တော်တို့သွားပြီးတော့တွေ့ရပါတယ်။ကဲကနန်းတွေရိုက်တဲ့အခါမှာ number keyboard ဘက်ကကနန်းတွေနဲ့မရိုက်ဖက်နဲ့ ကာရိုက်တာစလုံးလေးတွေရဲ့အပေါ်မှာရှိနေတဲ့ကနန်းလေးတွေနဲ့ကျွန်တော်တို့ရိုက်ပေးရမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့နားလည်မယ်လို့ထင်တယ်။တကယ်လို့ကျွန်တော်တို့ကပြည်တော်စုဖောင်းနဲ့တုံးတဲ့အခါမှာကျွန်တော်တို့ဒီမှာနံပါတ်စင်မှာကဒီစလုံးလေးတွေကပြတ်တောင်းပြတ်တောင်းဖြစ်နေပြီးတော့အပေါ်မှာရှိနေတဲ့ကျွန်တော်တို့ဒီမှာကြက်ပုံစံလေးကကျွန်တော်တို့ကအဲဒီလိုပုံစံဖြစ်နေတယ်ပေါ့နော်။ဒီတော့ဒါလေးကိုကျွန်တော်တို့ကအဆင်မပြေဘူးဆိုရင်ကျွန်တော်တို့ကပြည်တော်စုဖောင်းအောင်တုံးပြီးတော့မရိုက်တော့ဘဲနဲ့ ကျွန်တော်တို့ကဝင်းဖောင်တစ်ခုခုကိုပြောင်းပြီးတော့လည်းရေးလို့ရပါတယ်။ဒါကြောင့်ကိုရေးမဲ့ဆဲကွက်လေးတွေမှာဆက်လက်မှတ်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာ W01 W02 စိုက်တဲ့ဖောင်တစ်ခုခုကျွန်တော်တို့ပြောင်းပေးလိုက်ပါ။ပြောင်းပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့တထောင်ချက်နှစ်ထောင်ချက်ဆိုတဲ့စက်လုံးလေးတွေကိုနံပါတ်ကီးဘုတ်ဘက်ကနေပြီးတော့မှကင်ကနန်းလေးတွေနဲ့ကျွန်တော်တို့ရိုက်ကြည့်လိုက်ပါမယ်။အော်ဒီမှာကျွန်တော်တို့တထောင်လုံးကြီးတန်လေးတင်ပေးလိုက်မယ်။ ပြီးရင်တော့ကျွန်တော်တို့ကမြင်းဆောင်လေးခံမှာဖြစ်တဲ့အတွက်ဝင်းဖောက်နေမှာမြင်းဆောင်ကကျွန်တော်တို့ဒီမှာရှစ်နဲ့ကျွန်တော်တို့စစ်နဲ့မှာကျွန်တော်တို့ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ရှစ်ရယ်စစ်ရယ်ကိုကျွန်တော်တို့နှိပ်လိုက်တဲ့အခါမှာဆိုရင်တော့မြင်းဆောင်ပုံစံလေးထွက်လာပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးပုံစံလေးကျွန်တော်တို့ရလာပြီပေါ့နော်တိတောင်ကျွန်တော်တို့စလုံးဖောက်ဆိုင်လေးကြီးခဲ့လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ရိုက်ကြည့်လိုက်မယ်2000ကျက်ဆိုပြီးတော့မှာ ကျွန်တော်တို့ရိုက်ကြည့်လိုက်မယ်ရှင်းရယ်စစ်ရယ်မှာနှိပ်ပြီးတော့မြင်းဆောင်လေးခံပေးလိုက်မယ်နောက်ထပ်ကျွန်တော်တို့ဒီမှာ၃ထောင်ကျက်ဆိုပြီးတော့မှကျွန်တော်တို့ရေးပေးလိုက်ပါမယ်ဒါဆိုရင်တော့အဲဆဲထဲမှာအခုလိုမျိုး၁ထောင်ကျက်၂ထောင်ကျက်ပုံစံလေးတွေကျွန်တော်တို့ရိုက်လို့ရသွားတာကိုတွေ့ရပါလိမ့်မယ်သူ့မှာကျွန်တော်တို့အားနည်းချက်လေးတွေရှိပါတယ်ဒီရက်ကျွန်တော်တို့ကိန်းကနန်းလေးတွေကို formula တွေသုံးပြီးတော့မှ ပေါင်းမယ်ဆိုရင်တော့ကျွန်တော်တို့ပေါင်းလို့ရမှာမဟုတ်တော့ဘူးနှုတ်တော်တွေမြောက်တာတွေစားတော်တွေ ကျွန်တော်တို့ဘာမှလုပ်လို့ရမှာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့ကကိန်းကနက်ရဲ့အပေါ်မှာကျွန်တော်တို့စာသားဖြစ်တဲ့အခုလိုမျိုးကျွန်တော်တို့လုံးရစ်တဲ့ပုံစံလေးတင်ထားတာဖြစ်တဲ့အတွက်စာသားနဲ့ကိန်းကနက်ကိုရော့ပြီးတော့မှရေးခဲ့တာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ formula တွေသုံးပြီးတော့ ပေါင်းနှုတ်မြောက်စားတွေတော့လုံးလို့ရမှာမဟုတ်တော့ပါဘူးဒါကတော့ကျွန်တော်တို့သူ့ရဲ့အားနည်းချက်လေးဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အိမ်ဆဲထဲမှာအခုလိုမျိုးကျွန်တော်တို့တထောင်ချက်နှစ်ထောင်ချက်ပုံစံလေးတွေကျွန်တော်တို့အားလုံးရေးထဲလောက်ပြီလို့ထင်တယ်ဒါဆိုရင်ကျွန်တော်တို့အိမ်ဆဲထဲမှာရသွားပြီဆိုရင်ကျွန်တော်တို့ Microsoft Word ထဲမှာဆက်ပြီးတော့မှလေ့လာကြည့်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်မယ်။ Microsoft One ဆော်ဖ်ဝဲပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲ blank document ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကတထောင်ချက်နှစ်ထောင်ချက်ဆိုတဲ့ပုံစံလေးတွေကျွန်တော်တို့ရိုက်မှာဖြစ်တဲ့အတွက်တိတောင်အောင်ကျွန်တော် table လေးတစ်ခုဆွဲလိုက်ပါမယ်။ဒါကြောင့် insert တဲ့ကနေပြီးတော့ table ကျွန်တော်တို့ဒီမှာဇာတ်ကွက်လေးတွေကျွန်တော်တို့၃လေးကွက်လောက်ဆွဲလိုက်မယ်ပေါ့နော်။ပြီးရင်တော့ကျွန်တော်တို့သူ့ရဲ့ဇာတ်ကွက်လေးကိုအခုလိုမျိုးပုံစံလေးကျွန်တော်တို့ချုပ်ကပ်လိုက်ပါမယ်။ဒီတော့ကျွန်တော်တို့ table တစ်ခုလုံးကို select မှတ်မယ်။ ဟုတ်တက်ထဲကနေပြီးတော့မှဖောင်ပြောင်းတဲ့နေရာလေးမှာအစောနာလိုမျိုးကျွန်တော်တို့ကပြည်တော်စုဖောင်းအောင်တုံးပြီးတော့ရိုက်ချင်နေဆိုရင်လည်းကျွန်တော်တို့ရိုက်လို့ရတယ်ဒီမှာတော့ကျွန်တော်ကပြည်တော်စုဖောင်းနဲ့ရိုက်မပြတော့ဘဲနဲ့ဝင်းဖောင်းနေနဲ့ပဲကျွန်တော်ရိုက်ပြပေးသွားပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ W02 ဖောင်းလေးပြောင်းခဲ့လိုက်မယ်ပြီးရင်တော့အန်တာလေးခောက်လိုက်ပါမယ်စလုံးဖောင်းဆိုင်ကိုနည်းနည်းလေးတိတာအောင်ကျွန်တော်တို့ဒီမှာကြီးလိုက်ပါမယ်ဟောဒါဆိုရင်တော့ကျွန်တော်တို့ DS ဆဲခွက်လေးမှာတထောင်ကျက်ဆိုပြီးတော့မှာ ကျွန်တော်တို့ရိုက်ကြည့်လိုက်ပါမယ်။ရှင်းနဲ့စစ်နဲ့မှနှိပ်ပြီးတော့မြင်းဆောင်လေးခံမယ်။အန်တာလေးခောက်လိုက်ပါမယ်။ပြီးတော့ပြီးဆိုရင်တော့ကျွန်တော်တို့ဒီမှာနှစ်ထောင်ကျက်ဆိုပြီးတော့မှကျွန်တော်တို့ရေးထည့်ပေးလိုက်ပါမယ်။နောက်ထပ်ကျွန်တော်တို့ဒီမှာသုံးထောင်ကျက်ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ပါမယ်။အခုလိုမျိုးကျွန်တော်တို့ကဒီမှာ1000 2000 3000တွေရိုက်တဲ့အခါမှာ Microsoft ရဲ့ကျွန်တော်တို့ဒီမှာဇယားကွက်မှာ center အလဲကောင်းကိုကျမနေတော့တွေ့ရပါတယ် ဒီတော့ပို့ပြီးတော့တည်တာအောင်ကျွန်တော်တို့ table တစ်ခုလုံးကိုဆက်လက်ပန်းအခုလိုမျိုးလေးဇာအကွက်လေးတွေကိုဆွဲကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရိုက်ထားတဲ့ကိန်းကနန်းလေးတွေက table ဇာအကွက်ရဲ့အလဲကောင်စင်တာကိုမကျနေတာကိုတွေ့ရတယ်။ဒီတော့ဒီရဲ့နေရာကနေပြီးတော့မှကျွန်တော်တို့ဒီမှာဟုတ်တက်ထဲကပါရဂရက်ကလူတွေကနေပြီးတော့စင်တာကိုနှိပ်လိုက်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာဇာအကွက်ကြီးကအလဲကောင်စင်တာကိုတိုးသွားတယ်။စလုံးလေးတွေကကျွန်တော်တို့ဇာအကွက်ရဲ့အလဲစင်တာကိုမရောက်လာတာကိုတွေ့ရတယ်ပေါ့နော်။ ီတော့အခုလိုမျိုးကျွန်တော်တို့စလုံးလေးတွေကိုအလဲကောင်စင်တာအညီညာလေးရအောင်ပြုပြင်ခြင်းနဲ့ဆိုရင်အပေါ်မှာကျွန်တော်တို့တေဘယ်၄ရောက်ဆိုတဲ့တက်လေးတစ်ခုတိုးလာပါလိမ့်မယ်။သူ့ထဲကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်မယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ alignment ဆိုတဲ့ group ထဲမှာကျွန်တော်တို့ဒီမှာအလဲကောင်စင်တာကိုချိန်ကြည့်မယ်။စလုံးလေးတွေက အလဲကောင်စင်တာကိုကြာနေပါတယ်။အခုလောလောဆယ်စလုံးတွေက တေဘယ်ရဲ့ကျွန်တော်တို့အပေါ်နားလေးမှာကျွန်တော်တို့ကတ်နေတယ် ဒီရက်အလဲကောင်တက်တက်လေးမှမရောက်နေတဲ့အတွက် alignment တွေကနေပြီးတော့မှ align center ဆိုတာလေးကိုကျွန်တော်တို့ပြန်ပြီးတော့ရွေးပေးလိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကစလုံးတွေကအလဲကောင် center အညီညာလေးမှကျွန်တော်တို့ရသွားတာကိုတွေ့ရပါလိမ့်မယ်။ဒီတော့ကျွန်တော်တို့ဒီဘက်ထဲမှာနောက်ထပ်ကျွန်တော်တို့9000ကျပ်ဆုပ်ပြီးတော့မှကျွန်တော်တို့ထပ်ပြီးတော့မှရေးကြည့်လိုက်မယ်။ဒီအောက်မှာကျွန်တော်တို့6000ကျပ်ဆုပ်ပြီးတော့မှကျွန်တော်တို့ထပ်ပြီးတော့ရေးကြည့်လိုက်မယ်။ ဟောဒီအောက်မှာကျွန်တော်တို့က1000ကျပ်ဆိုပြီးတော့မှအရေးကြီးလိုက်ပါမယ်အခုလိုမျိုးစက်လုံးလေးတွေကိုကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုရင်တော့ Microsoft မှာကျွန်တော်တို့ဒီဒီအလူအလူခံဌာနတွေမှာကျွန်တော်တို့ကအလူတော်ငွေ10သိန်းကျပ်တို့5သိန်းကျပ်တိတိတို့ပေါ့နော်ဒါလေးတွေကျွန်တော်တို့ကရိုက်ချင်နေဆိုရင်အခုလိုမျိုးစက်လုံးပုံစံလေးတွေကကိုကိုတိုင်းရေးတဲ့နေမှာအဆင်ပြေမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့နားလည်လောက်ပဲလို့ထင်တယ်ဒီတော့ကျွန်တော်တို့ကဒီရဲ့စက်လုံးလေးတွေကိုအခုလောလောဆယ် W02 ဖောင်းနဲ့ ဝင်းပေါင်တစ်ခုခုကိုသုံးပြီးတော့မှရိုက်ထားခဲ့တယ်။ဒီတော့ဒီစလုံးကကျွန်တော်တို့အခုလောလောဆယ်ဒီရဲ့စလုံးပုံစံဒီဇိုင်းလေးထွက်နေတယ်ပေါ့နော်။ကျွန်တော်တို့ဝင်းပေါင်နေနဲ့သုံးပေးရတဲ့အာသာချက်လေးတစ်ခုရှိတယ်။သူ့မှာကျွန်တော်တို့ကဒီရဲ့စလုံးပုံစံလေးမှာတစ်ထောင်ချက်နှစ်ထောင်ချက်တွေရိုက်ထားခဲ့တယ်။သူ့ရဲ့စလုံးပုံစံအနေထားကိုကျွန်တော်တို့ကမကြိုက်လို့ဝင်းပေါင်တစ်ခုခုကိုပြန်ပြီးတော့မှချိန်မယ်ပေါ့နော်။ကျွန်တော်တို့ဒါဆိုရင် W 78ပေါင်ပြောင်းကြည့်လိုက်မယ်။ အန်တာလေးခေါလိုက်တာနဲ့တပြိုင်တည်းဟောစလုံးပုံစံဖောင်းပုံစံလေးတွေကကျွန်တော်တို့အမျိုးမျိုးပြောင်းလဲသွားတာကိုတွေ့ရပါတယ်ဒီတော့ W78 ဖောင်းမကြိုက်သေးပါဘူးကျွန်တော်တို့နောက်ထပ် W30 နဲ့5ဖောင်းပြောင်းကြည့်မယ်အန်တာလေးခေါလိုက်မယ်ဟောဒါဆိုရင်ကျွန်တော်တို့က1000ကျပ်2000ကျပ်ဆိုတဲ့စလုံးပုံစံလေးတွေကအခုလိုမျိုးပုံစံလေးတွေပြောင်းသွားမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ W04 ဖောင်းလေးပြောင်းကြည့်လိုက်မယ် ဟာအခုလိုပုံစံလေးတွေကျွန်တော်တို့ပြောင်းသွားမယ်ပေါ့ပြည်တော်စုဖောက်နဲ့ကျွန်တော်တို့ရိုက်တယ်ဆိုရင်တော့ပြည်တော်စုဖောက်မှာအခုလိုမျိုးတွေစလုံးဒီဇိုင်းလေးတွေကျွန်တော်တို့ပြောင်းရတော့နည်းနည်းလေးအခက်အခဲရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အခုလိုမျိုးတထောင်ကျက်နှစ်ထောင်ကျက်ဆိုတဲ့စလုံးလေးတွေရိုက်တဲ့အခါမှာဝင်းဖောက်လေးတွေနဲ့ကျွန်တော်တို့ရိုက်ပေးမယ်ပြီးသွားပြီဆိုရင်စလုံးဖောက်ပုံစံလေးတွေမကြိုက်ဘူးဆိုရင်ကိုကျက်နှစ်သက်တဲ့စလုံးပုံစံလေးတွေကိုအလွယ်တကူကျွန်တော်တို့အပြောင်းအလဲလုပ်ပြီးတော့ ုံးနိုင်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ Microsoft Word တို့ Microsoft Excel တို့မှာတထောင်ချက်နှစ်ထောင်ချက်ဆိုတဲ့စာလုံးလေးတွေရိုက်ချင်တဲ့အခါမှာအခုလိုမျိုးပုံစံလေးတွေအတိုင်းကျွန်တော်တို့လိုက်ပြီးတော့မှရိုက်လို့ရပါတယ်။သူ့ရဲ့အားနည်းချက်လေးကတော့ကျွန်တော်တို့ formula တွေသုံးပြီးတော့ပေါင်းလုံးမြောက်စားတွေတော့ကျွန်တော်တို့ရိုက်လို့အဲလုံးလို့ရမှာမဟုတ်တော့ပါဘူး။ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ကျွန်တော်ဒီရက်သင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်ခင်ဗျာ။